အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Ivan ပါ2025 Mars လ5ရက်နေ့ပေါ်တူဟူးနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောသတင်းပိုင်းချက်လက်ရပါခမန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်ပထမအဦးဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာအရခမန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်ကျွန်တော်ဤပညာအရကမ္ဘာရွှေကိုခမန်းသုံးသပ်တဲ့အခါမှာကျွန်တော် A4 time frame နဲ့ကျွန်တော်ခမန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်အေဖို time frame ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရက်ကန်နေတုံးတုံးတုံးရဲ့ကြာချိန်နေဟာ၄နာရီကြာပါတယ်ဒီ၄နာရီကြာတဲ့အတွက်ဒါကို time frame A4 လို့ကျွန်တော်တို့ခေါ်တယ်ဒါကြောင့်ကျွန်တော် A4 time frame ကျွန်တော်ခံမှန်းပေးလို့တော့မှာဖြစ်တယ်။အဲဒီကန်နယ်တုံးတုံးတွေကြာချင်းကြာချင်းတွေကတိုင်းဖရင်တွေပေါ်မှာမူတည်ပြီးတော့ကွဲပြားတယ်ရှိတယ်။ဘလို့မျိုးလဲဆိုလို့ရှိရင် M50 တိုင်းဖရင်ဆိုတာက15မိနစ်တိုင်းဖရင်15မိနစ်နေရင်ဒီလိုကန်နယ်တုံးတုံးတုံးတွေကကြာတဲ့ဟာတွေပြောင်းသွားတယ်ရှိတယ်။ နောက်ထပ်တစ်ခုကတော့ M30 တိုင်းဖရင်ဒါကတော့မိနစ်30တိုင်းဖရင်ဒါကတော့ H1 H1 ဆိုလို့ရှိရင်တနအိနေတဲ့ဒုံပြောင်းတာဒီတစ်မြင့်နဲ့ဟာဆို Day 1ဒါနေ့နေမှာဒုံပြောင်းတာအဲ့လိုကန်နေတွေပြောင်းနေတာတွေပေါ်မှာမူတည်ပြီးတော့တိုင်းဖရင်ကလည်းကွဲပြားလေးရှိတယ်အဲထဲမှာကျွန်တော်က A4 တိုင်းဖရင်နဲ့သုံးသပ်ပေးလေးရှိတယ်အဲကျွန်တော်ဒီကပတ်ရွှေကိုခက်မှန်းသုံးသပ်နေတဲ့အချိန်ဟာဆိုလို့ရှိရင်ဒါမြန်မာစံတော်ချိန်အပြင်းဆိုလို့ရှိရင်နေ့လေနေ့လေ3နာရီအဲ န်စော်ရီနှစ်နာရီခွဲအနေထားမှာကျွန်တော်ခန့်မှန်းသုံးသပ်နေရဖြစ်တယ်နေ့လယ်နှစ်နာရီခွဲအနေထားမှာကမ္ဘာ့ရွှေစည်းကတအောင်ဆကိုဘလောက်ပေါက်နေလဲလဲဆိုလို့ရှိရင်2918ပေါက်နေတာဖြစ်တယ်2918ဆိုတဲ့ဈေးအနေထားဟာဆိုလို့ရှိရင်ဈေးကအာဒါက ဈေးအေးနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုလို့ရင်ညပိုင်းမှာထွက်မဲ့ ADB နန်းဖန်တန်းနန်းဖန်သတင်းရဲ့အကျိုးထွက်မှာဖြစ်တဲ့အတွက် Investor တွေ Trader တွေကတော်တော်များများကစောင့်ကြည့်နေတာဖြစ်တဲ့အတွက်ဒီအာရှချိန် Euro ချိန်တွေကဈေးအေးလေးရှိတတ်တယ်ဒီလိုညပိုင်းတွေထွက်မဲ့သတင်းတွေကအာကျန်းတဲ့သတင်းတွေတို့ဒီ Investor တွေစောင့်ကြည့်နေတဲ့သတင်းမျိုးတွေဆိုလို့ရှိရင် အာရှနဲ့ Euro ချိန်တွေမှာဈေးအေးလေးရှိတယ်။ဒီနေ့လဲဈေးကအေးနေတာဖြစ်တဲ့ ကျွန်တော်တို့ဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုတော့ပြောဖို့တော့ခက်တယ်သူကဘဲလက်ညီနေတာဈေးကအေးနေပြီးတော့စိုက်ဝေးထဲမှာပြောသွားနေတယ်လို့ပုံစံကိုဟိုပုံစံသွားနေတာဖြစ်တယ်အဲကျွန်တော်တို့ဒါမနေခဆိုလို့ရှိရင်အင်္ဂါနေ့မှာဈေးကလည်းအသက်အားကောင်းကောင်းနဲ့ရက်ဆက်တိုက်ဈေးကတက်ခဲ့တယ်ကျွန်တော်တို့တနင်္လာနေ့မှာဈေးကစောက်ဖွင့်လိုက်တယ်တပတ်တာစောက်ဖွင့်ပြီးတဲ့အချိန်မှာတနင်္လာနေ့ကလည်းဈေးတက်ခဲ့တယ်အင်္ဂါနေ့ကလည်းဈေးတက်ခဲ့တယ်ဒီနေ့ဘိုလ်လူဟူးနေ့နေ့မှာရောဈေးကဆက်တက်လက်ပြီးတက်သွားမလားကျွန်တော်တို့အသက်မတက်ဖဲနဲ့ပဲဒီအကြကန်နေနေပဲဒီနေ့ပိတ်သွားမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်ဒီနေ့ဘိုလ်လူဟူးနေ့နေ့မှာကမ္ဘာရွှေဈေးက ကဘလောက်မှစောက်ဖွင့်ခဲ့တယ်လဲဆိုလို့ရှိရင်တအောင်စောက်2919မှာဈေးစောက်ဖွင့်လိုက်တယ်ဗျလက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးကဘလောက်ထိတက်ထားပြီလဲဆိုရင်2920နဲ့တစ်အထိဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ဒီအနှိမ်ဆုံးကြားခဲ့ပြီးတဲ့ဈေးဟာဆိုလို့ရှိရင်ဘလောက်ထိကျထားပြီလဲဆိုလို့ရှိရင်2900နဲ့တစ်အထိကျထားပြီးပါပြီဒါကိုကြည့်ကြည့်အဖြစ်ဆိုလို့ရှိရင်ဈေးကွက်က ဖွင့်ခဲ့ပြီးတဲ့ဈေးရလက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးရအနိုင်ဆုံးကျခဲ့ပြီးတဲ့ဈေးကိုကြည့်ချင်းအပြည့်ဆိုလို့ရှိရင်ကမ္ဘာရွှေဈေးကွက်ရဲ့အနေထား2019ခုမှာဈေးရစောက်ဖွင့်လိုက်တဲ့စောက်ဖွင့်နေပြီးတော့ဒါ2900อ่าที่เสียจ่ายตั้วခဲ့တယ်จ่ายตั้วခဲ့တယ်ဆိုကျွန်တော်တို့16ပြည့်လောက်ကိုဈေးရကြာตั้วခဲ့တယ်จ่ายตั้วခဲ့ပြီးတဲ့နောက်မှာ2900တစ်ကိုဖောက်ကြနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်တက်သွားတယ်2921ဝင်းကျင်လောက်အထိ2921ကိုလည်းဖောက်ကြနိုင်ဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ဒီ2921နဲ့ဒီ2900အာအစ်တကြားထဲမှာကျွန်တော်တို့ ို့ဒီလိုစိုက်ဝေးပြေးနေတာဖြစ်တယ်ဈေးအေးနေတာဖြစ်တယ်အဲကျွန်တော်တို့ဒါဘယ်လက်အဲကျွန်တော်တို့ဒီလက်ရှိဈေးကွက်အနေထားဆိုလို့ရှင်2018ဆိုလို့ရှင်ကျွန်တော်တို့ဖွင့်ဈေးအပေါ်တပိအလိုမှာပဲတပိအနေထားမှာပဲဈေးကငြိမ်နေတာဖြစ်တယ်အဲဒါပေမဲ့ဝယ်လို့အားရောင်းလို့အားကိုရှင်ကြည့်မယ်ဆိုရင်တော့လောလောဆယ်အနေထားကတော့ဝယ်လို့အားများနေတာဖြစ်တယ်အဲဈေးတက်အားသာနေတယ်လို့ပြောရတာလည်းခက်တယ်ဒါပေမဲ့ဝယ်လို့အားနဲ့ရောင်းလို့အားရှင်ကြည့်မယ်ဆိုရင်ကန်တယ်ကိုကြည့်တဲ့အခါကျလို့ရှင်လည်းဒီမှာကဘဲကန်တယ်မဟုတ်ဘဲနဲ့ဘူးကန်တယ်ကိုကျွန်တော်တို့တွေ့နေရဖြစ်တယ်ဘူးကန်တယ်ဆိုတာဈေးအသက်ကန်တယ်ကိုကိုစားပြုတဲ့ကန်တယ် ယ်တော့ဝင်တွေ့နေရဖြစ်တယ်ဒါကြောင့်အဲဈေးကွက်ထဲမှာဝင်လို့အားတော့ဝင်နေတာတော့တွေ့နေရတယ် ကျွန်တော်တို့ဒီရဲ့အဖွင့်ဈေးနဲ့လက်ရှိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးအနိုင်ဆုံးကျခဲ့ပြီးတဲ့ဈေးကိုချိန်ကြည့်တဲ့အခါကျမှလည်းဒါကဝယ်လို့အနည်းနည်းလေးဝင်နေတယ်လို့ကျွန်တော်တို့ကြည့်လို့ရမှာဖြစ်တယ်။ဟုတ်ကဲ့ပါ။ဒါကကျွန်တော်လက်ရှိရဲ့ဈေးကွက်အနေအထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့ဘောလူဟူးနေနေအနေနဲ့အဲစောင့်ကြည့်ရမယ်၊တည်ထားရမယ်။ဒီ web system နေ support တွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲ TV SN နေရကျွန်တော်ရဲ့ order signal တွေကပြောပေးသွားအောင်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ကြည့်သွားပေးဖို့လိုအပ်တယ်။ဟုတ်ကဲ့ပါ။ဒီ web system နေ support တွေကျွန်တော်ကဘာကြောင့်ဒီအချိန်ပေးပြီးပြော နေရတယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေရကြတော့ဒီ web system နေ support တွေ trend line တွေနဲ့ရိုးရိုးရှင်းတဲ့နည်းပညာကို indicator တခုကိုသုံးပြီးတော့အယောင်းဝယ်လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဆုံးရှုံးမှုရခိုင်လို့နေတယ်။ဘာကြောင့်လဲဆိုရင်ကိုယ်တိုင်စိတ်မှန်းနဲ့အယောင်းဝယ်လုပ်တာထက်အစားလို့ရှိရင်ကိုယ်မှာ strategy တခုရိုးရှင်းတဲ့ strategy တခုကိုရှိထားတယ်ဆိုလို့ရှိရင်ငွေရှာဖို့ ဒါအရင်ကြီးမခက်ပါဘူးဒီ indicator ထဲမှာဟုတ်ကဲ့ပါဒီဈေးကွက်ထဲမှာပေါ့ဟုတ်ကဲ့ပါဒါကြောင့်ကျွန်တော်ကဒီဗိုလ်တခုလေးနေနဲ့တည်ထားရမယ်ဒီ web system နေ support တွေကိုပြောပေးမှာဖြစ်တယ် web system ဆိုတာဘာလဲဈေးစတက်ပို့ဆောင်ကြရမယ်ဈေးတန်း web system အားလက်ရှိအရဆိုလို့ရှိရင်ကမ္ဘာရွှေဈေးရဲ့ web system ကဘယ်လောက်လဲဆိုလို့ရှိရင်2921ဈေးတန်းပဲဖြစ်တယ်ဘာကြောင့်လဲဆိုရင်2921ကလက်ရှိချိန်ထိဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ဈေးကပြတ်ဤနေတဲ့အနေအထားကိုကျွန်တော်တို့တွေ့နေရဖြစ်တယ်ဒါကြောင့်ဒီနေ့ web system 2921ဈေးတန်းကိုလက်ရှိ2921ဈေးတန်းကိုတော့ဖောက်တက် နိုင်ခဲ့ပြီဆိုလို့ရှိရင်ဘယ်လောက်ထိတက်လာနိုင်မလဲဆိုလို့ရှိရင်ဘယ်လောက်ထိတက်လာနိုင်မလဲဆိုလို့ရှိရင်2935အထိကိုဈေးကအသက်ပြောင်းမြင်ရနိုင်မှာဖြစ်တယ်ဒါက2921ကိုဖောက်တက်သွားနိုင်ပြီဆိုလို့ရှိရင်ဈေးကအတအားကောင်းနိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗိုလ်တော်ဟူးနေနေနဲ့စောင့်ကြည့်ရမယ့်ဒီဝက်စစ်တန်2921ဈေးတန်းကိုဖောက်တက်ပြီဆိုရင်လိုက်ပြီးတော့ဝဲပါ2935ဝင်းကျင်လောက်တွေမှာအမြတ်ပိုင်းမှာဒါအရှုံးပိုင်းဈေးတန်းတွေကတော့မိတ်ဆွေကိုဖာတို့ကိုချိန်ပြီးတော့အဆက်ထားပါ ဒါကဒီနေ့သိထားရမယ်ဘောလုံးဟူးလေးနဲ့တူသွားမယ်ဝက်စစ်စတာအာကိုပြောပြပြီလို့ဆိုလို့ရှိရင်ကျွန်တော်စပိုဇေးရန်ကိုပြောပြသွားမှာဖြစ်တယ်စပိုဇေးရန်ဆိုတာ S ဈေးဆက်ကြဖို့စောင့်ကြည့်ရမယ်ဈေးရန်လို့ကျွန်တော်တို့ဆိုလိုတယ်ဈေးဆက်ကြဖို့စောင့်ကြည့်ရမယ်ဈေးရန်ကလက်ရှိအနေထားရဆိုလို့ရှိရင်2900နဲ့တက်ဈေးရန်ပဲဖြစ်တယ်2900ကိုမနဲ့ပလုံးကဒါဖောက်ကြနိုင်ခြင်းမရှိဘဲနဲ့ပြန်တက်သွားတဲ့အနေထားကိုတွေးရတယ်ဒါကြောင့်ကျွန်တော်တို့ကစပိုဇေးရန်လို့ကျွန်တော်ဒီနေ့သတ်မှတ်လို့ရတယ်ဒီနေ့ဘောလုံးဟူးလေးနဲ့စပိုဇေးရန်ကတော့2900နဲ့တက်ဈေးရန်ပဲဖြစ်တယ်2900တက်ဈေးရန်ကိုတော့ဖောက်ကြနိုင်ခဲ့ပြီဆိုလို့ရှိ င်တော့ဒီနေ့မှာဘလောက်ထိကျလာနိုင်မလဲဆိုလို့ရှိရင်2890 2800 85ဝန်းကျင်လောက်ထိကိုဈေးကအကျပြန်မြော်လို့ရမှာဖြစ်တယ်။ဒါကတော့လက်ရှိအချိန်ကြီးရဆိုလို့ရှိရင်ဒီ web system နေ support တွေကတော့ဒီကြည့်လို့ရနေမှာမဟုတ်ဘူး။ညပိုင်းနေမှာဖောက်သွားတဲ့အချိန်ကြီးညပိုင်းနေမှာတော့ဈေးက US အချိန်မှာအလောက်ခတ်တွေကျန်းလာတဲ့မျိုးတွေတော့ရှိလိုက်နေတဲ့တည်နေလဲရှိနေတဲ့အတွက်ကြောင့်ဒါကြောင့်ဒီနေ့ဗိုလ်ထူးနေနေနဲ့တည်ထားရမယ့်ဒီ support ဈေးရ2900ကိုဖောက်ကြခဲ့ပြီဆိုရင်တော့လိုက်ပြီးတော့ရောက်မှာဘယ်လောက်ထိကျလာနိုင်လဲဆို2890 2885ဝန်းကျင်လောက်ထိကိုဈေးကအကျ မျှော်လို့ရမှာဖြစ်တယ်။ဒီ web system နေ support တွေကိုတည်ထားရတည်ထားခြင်းတိထားလို့ရှိရင်ဘယ်လိုတွေအားတာတယ်လဲဆိုလို့ရှိရင်ကိုကဈေးတန်းတစ်ခုကိုဝယ်ရောက်လို့တော့မယ်ဆိုလို့ရှိရင်ဘယ်ဒီရဲ့ web system support ကိုကြည့်လိုက်တာ ਨੇ ဒီအခုချိန်မှာဝယ်တင်သလားရောင်းတင်သလားဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်လို့ရမယ့်အပြင်နောက်ထပ်ဘယ်မှာအမျက်ပိုင်းတင်တယ်လဲဘယ်မှာအရှုံးပိုင်းတင်တယ်လဲဟိုတာကိုပိုင်ဆုံးဖြတ်လို့ရမှာဖြစ်တယ် ဒါက resistance support တွေကိုတည်ထားတဲ့အာသာချက်တစ်ခုဖြစ်တယ်။ဟုတ်ပြီ။ဒါကျွန်တော်ဒီနေ့ပို့တခုနေ့နေနဲ့ resistance နဲ့ support ကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဘယ်မှာပေါ်ရင်လဲဘယ်မှာရောင်းတင်လဲ order တွေ TP SN တွေကိုကျွန်တော်ပြောပေးသွားအောင်မှာဖြစ်တဲ့အတွက်မိတ်ဆွေရာကြည့်သွားပေးဖို့လိုအပ်တယ်။အကယ်လို့မိတ်ဆွေရာကျတော့ကျွန်တော်ရဲ့သုံးသက်ချက်တွေကိုဒါကျွန်တော်ရဲ့ဤပညာသုံးသက်ချက်တွေကိုသဘောကျလို့ကျွန်တော်ရဲ့အကြံပေးအချက်တွေ VIP signal တွေကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒါရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဒါဆက်လက်ပြီးတော့ကျွန်တော်တို့ဟိုဒါ signal order တွေကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်။ဘယ်မှာဝယ်တင် ဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်အော်ဒါအနေနဲ့အရင်ပြောပေးသွားမှာဖြစ်တယ်ဘိုင်လက်ရှိဈေးတန်းမှာရောဘိုင်တင်းတလား 2920ကျွန်တော်အမြင်ရဆိုရင်တော့မပိုင်နေနေဘူးဘာကြောင့်လဲဆိုတော့2920ဆို25ဒုဈေးတန်းတွေဟာဒါဝက်စစ်စတန်ဈေးတန်းဖြစ်တယ်ဝက်စစ်စတန်ဆိုတာပါလဲဆိုရင်ဈေးဆက်တပ်ဖို့စောင့်ကြမဲ့ဈေးတန်းဒီကောင်ဈေးတန်းတွေကိုတော့ချက်ချင်းဖောက်တက်သွားတာတွေမျိုးတွေမရှိဘဲနဲ့အဲ့ဒီနားလေးမှာနေသင်ခံပြီးတော့ကျွန်တော်တို့ပြန်ကြလေးရှိတယ်ဒါကြောင့်ကိုကဝယ်လိုက်ပြီဆိုလို့ရှိရင်ရှုံးဖို့ရခိုင်လုံးများတယ်ဒါကြောင့်ကျွန်တော်ကဒီလိုဝက်စစ်စတန်တွေနားလေးမှာရောက်တဲ့ဈေးတန်းတွေဆိုလို့ရှိရင်ဝယ်လေးမရှိပါဘူးဒါကြောင့်ဝယ်မယ်ဆိုလို့ရှိရင်မိတ်ဆွေကဘယ်နားလေးမှာဝယ်သင့်တယ်လဲဆိုလို့ရှိရင်2900 ဘယ်တင်မှာဝယ်တင်တယ်လဲဆိုရင်2900ဒီ15လောက်ထပ်အောက်ကိုနည်းနည်းပြန်ကြတယ်2915 2900ငားတွေလောက်မှာဝယ်ပါတိပီးအမြတ်ပိုင်းစည်းရမ်းနေရာဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်2920 2900 25တွေမှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းစည်းတန်းတွေကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတာမိတ်ဆွေကကိုရှုံးရှုံးခံနိုင်တဲ့ပမာဏတွေမျိုးမှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါကျွန်တော်ကတော့ဘယ်နားမှာထားတင်တယ်လဲဟုတော့ပြောပေးသွားမှာဖြစ်တယ်ဘယ်နားမှာထားတင်တယ်လဲဆိုရင်2900ဘယ်နားမှာထားတင်တယ်လဲဆိုလို့ရှိရင်2905အောက်မှာ SN ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကကျွန်တော်ဘိုးတို့ဟူးနေနေတဲ့ဘိုင်း order TP နဲ့ SN ကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဘိုင်း order ကိုကျွန်တော်ပြောပြီးပြီဆိုလို့ရှိရင်ဆဲ order အယောင်အတွက်ပြောပေးသွားမှာဖြစ်တယ်အယောင်အယောင်ကတော့ဒီလက်ရှိစည်းတန်းမှာရောင်းတင်တယ်လားမဝယ်ခြင်းဘူးဆိုရင် ရောင်းတင်တယ်လားလို့မေးခဲ့ပြီဆိုလို့ရှိရင်ဈေးကွက်ကတော့ဈေးကအေးနေတယ်ဘာကြောင့်အေးနေလဲဆိုလို့ရှိပိုင်းမှာပြောသွားတယ်ကျွန်တော်တို့ညပိုင်းမှာထွက်မဲ့ US သတင်းတွေစောင့်ကြည့်နေတယ် investor တွေအများစုကစောင့်ကြည့်နေတာဖြစ်တဲ့ဈေးကွက်ထဲမှာဝယ်လို့အားရောင်းလို့အားတိတ်မရှိပဲနဲ့ဈေးကအေးနေတာဖြစ်တဲ့အတွက်ဒီအချိန်မှာဝယ်ရောင်းလို့မယ်ဆိုလို့ဈေးကတော့ order တွေကစောင့်ရလေးရှိတယ်ဘာကြောင့်လဲဆိုတော့အားရှာချိန်ကလေးကနေဈေးကခတိုင်းနေဆိုအားရှာချိန်မှာလှုပ်လေးရှိတယ်ဈေးလှုပ်လေးရှိတယ်ဒါပေမဲ့ဒီနေ့ရဲ့မှာအားရှာနဲ့ euro ချိန်တွေမှာဈေးအေးသွားတာတွေကိုတော့ချက်သတိထားမိပါဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအယောင် အယောင်အဝယ်တွေဒီနေ့ဒီအာရှနဲ့ယူလိုချိန်တွေမှာကျွန်တော်တို့မလောဖို့မစောဖို့တို့ကျွန်တော်တို့ဒါလေးတော့အကြံပြုခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဈေးကွက်ကအာရှဒီယူလိုချိန်ဝင်လာတဲ့ဈေးကွက်ကလှုပ်ခတ်သွားတဲ့အချိန်ကျရင်ကိုကအခုဝင်ထားတဲ့ order တွေကတိပီတွေမထီပဲနဲ့ SM မျိုးတွေထိသွားတာမျိုးတွေလည်းကြုံရနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ကအကြံပေးခြင်းဖြစ်တယ်။ဒါကြောင့်အယောင်ဝင်မယ်ဆိုလို့ရှိရင်ဘယ်မှာအယောင်ဝင်ခြင်းနဲ့လဲဆိုလို့ရှိရင်ဝင်ဝင်တင်တယ်လဲဆိုလို့ရှိရင်2900 35 2945တွေမှာအယောင်းဝင်မှာ တိပီးအမြတ်ပိုင်းစည်းရမ်းနေရာဘယ်မှာအမြတ်ပိုင်းလင်းတယ်လဲဆိုရင်2930 2925ဒီမှာအမြက်ပိုင်းမှာအဆန်အရှုံးပိုင်းစည်းတမ်းကတော့ဘယ်မှာအရှုံးပိုင်းနေလဲဆိုတော့ဒါမိတ်ဆွေကကိုရှုံးရှုံးခံနိုင်တဲ့ပမာဏပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲဆိုလို့ရှိရင်တော့2940အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ဒါကကျွန်တော်ရဲ့ဒီရဲဆဲအော်ဒါအတွက်တည်ပြီး SN ကိုကျွန်တော်ဘုံလိုဟိုးနေတော့ပြောပေးတော့တာဖြစ်တယ်။ဒါကျွန်တော်ဒီသုံးသက်ချက်တွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်တယ်လဲရသုံးသက်ချက်တွေကိုကျွန်တော်နိပညာအရခံမှန်းသုံးသက်ပေးတော့ဖြစ်တယ်။နိပညာအရခံမှန်းသုံးသက်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမကန်မှုတော့မရှိပါဘူး။ဒါကြောင့်မိတ်ဆွေရ trade account နဲ့ website တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝယ်လုပ်ဖို့တော့အကြံပြုခြင်းပါတယ်။ကဲလို့ဒါမရှင်းတာတွေရှိရင်ရှေ့ပိုင်းမှာပြောသွားတာရောလက်ရှိချိန်တွင်ပြောသွားတာရောမရှင်းမှုဆိုရင်ကျွန်တော်ဒါရဆက်တွေ့ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာ။ဒါ ျွန်တော်ရဲ့သုံးသပ်ချက် strategy ကရိုးရှင်းတယ်ဘာတွေနဲ့ဘာလို့ strategy ကိုသုံးပြီးတော့ဟိုခက်မှန်းသုံးသပ်တယ်လဲဆိုရင်ကျွန်တော်က web system တွေဒီမှာဆွဲတယ် web system တွေ support တယ်ဒီ trend line တွေကျွန်တော်တို့ဒီလို trend line တွေပေါ့ trend line တွေကိုဆွဲတယ်ဒီ web system တွေ support တွေ trend line တွေပေါ်မှာအခြေခံပြီးတော့ကမ္ဘာရွှေကိုဟိုဒါသုံးသပ်လေးရှိတယ်အရိုးရှင်းဆုံးကျွန်တော်ဒီပညာကိုအသုံးလေးရှိတယ်ဒါရိုးရှင်းဆုံးဆုံးသုံးသပ်တဲ့အခါတွေမှာကျွန်တော်တို့အဖြေကလည်းဒါအာကျွန်တော်တို့ ဒါအယိုးရှင်ဆုံးမထွက်ခဲ့လဲကျွန်တော်ကအရန်စိတ်ရှုပ်ပြီးတော့ခေါင်းရှုပ်တဲ့ဟာမျိုးတွေတော့ indicator တွေတော့တိတ်သုံးလေးတော့မရှိပါဘူး။ဟုတ်ကဲ့ပါဒါကအာနီးပညာအရသုံးသပ်ပြီးပြီဆိုရင်ကျွန်တော်တည်င်းပိုင်းရတော့သုံးသပ်ပေးသွားမှာဖြစ်တယ်။ဈေးကွက်အရတော့ tram ကတော့ atran အနေထားမှာပဲရှိနေတော့ရှိသေးတယ်။ဟုတ်ပြီ။အဲကျွန်တော်ဒါသတင်းပိုင်းရကိုသွားပေးမှာဖြစ်တယ်သတင်းပိုင်းရကိုဒီနေ့သတင်းတွေထွက်ဖို့ရှိလားရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့ပိုင်းမှာလည်းတော်တော်ကျွန်တော်သတင်းရှိချောင်းကိုပြောပေးသွားတာဖြစ်တယ်ဒါကြောင့်သတင်းရှိမရှိကိုသွားကြည့်လိုက်ရအောင်ဘာသတင်းတွေလဲဆိုလို့ရှိရင်ဒီမှာသတင်းတွေရှိတယ်ဒီသ တင်းတွေကဘာတင်းတွေလဲဆိုလို့ရှိရင်ဘယ်ချိန်တွေမှာထွက်မလဲတင်းတွေဆိုလို့ရှိရင်ဒီမှာတင်းတွေကဘယ်နှခုတောင်ထွက်ရှိသွားမှာလဲဆိုလို့ရှိရင်၅ခုတောင်ထွက်ရှိသွားမှာဖြစ်တယ်ဒီတင်းတွေကဒါ US တင်းတွေပဲဖြစ်တယ် US စီးပွားရေးတင်းတွေပဲဖြစ်တယ်ဒီတင်းတွေကဘယ်ချိန်မှာထွက်မလဲဆိုလို့ရှိရင်မြန်မာစံတော်ချိန်မြန်မာစံတော်ချိန် မြန်မာစံတော်ချိန်ဖဲချိန်တွေမှာဖြစ်သွားမလဲဆိုရင်ဒါဆိုလို့ရှိရင်အစိုးဆုံးထွက်မဲ့ ADB 9ဖန်ဒါဈေးကွက်အလုတ်ခတ်ဖြစ်မဲ့တဲ့တင်ဒီတဲ့တင်ဒီဟာကတော့ကျွန်တော်တို့ဈေးအလုတ်ခတ်ကြမ်းမဲ့ investor တွေအများစုစောင့်ကြည့်နေတဲ့တင်မဲ့ဖြစ်တဲ့ ADB 9ဖန်တင်မဲ့ဖြစ်တဲ့ဒီတင်ကတော့9နာရီ9နာရီ45မိနစ်မှာထွက်ရှိသွားမှာဖြစ်တဲ့9နာရီ45မိနစ်ကဘာလဲဆိုရင်ည 9နာရီ45မိနစ်မှာထွက်ရှိသွားမှာဖြစ်တယ်။နောက်ထပ်တည်င်းတွေကတော့ဒါက9နာရီခွဲတွေမှာထွက်ရှိသွားမှာဖြစ်တယ်။9နာရီခွဲတွေမှာဖြစ်တယ်။ဒီတည်င်းတစ်ခုကတော့ဒါရေနံအတွက်ရေနံအတွက်ဖြစ်တယ်။ရေနံအတွက်တည်င်းဖြစ်တယ်။ရွှေနဲ့ရွှေတည်င်းတော့မဟုတ်ဘူး။ရွှေသေးတဲ့သက်ဆိုင်တဲ့တည်င်းကတော့၄ခုထွက်ရှိသွားမှာဖြစ်တယ်။ဒီတည်င်းတွေက9နာရီ45မှာထွက်ရှိမဲ့တည်င်းတစ်ခုရဲ့အဲဒီ9နာရီ30မှာထွက်ရှိသွားမဲ့တည်င်းတွေရရှိတယ်။9နာရီ45မှာထွက်ရှိမဲ့တည်င်းတွေကတော့ဈေးကွက်ကိုအလောက်ခတ်ကျန်းလာနိုင်တဲ့တည်င်းမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေကအယောင်းဝင်လုတဲ့အခါမှာတည်င်း မထွက်ခင်နိုင်ဝက်အလုံးနဲ့သတင်းထွက်ပြီးနိုင်ဝက်တွေမှာကျွန်တော်အယောင်းဝယ်မလုပ်ခွင့်နဲ့စောင့်ကြည့်စောင့်ကြည့်တဲ့အနေအထားဖြစ်တဲ့ဒီလိုမျိုးဆိုရင်တော့ပို့ပြီးတော့ save ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကသတင်းပိုင်းကသုံးသပ်ပေးသွားတာဖြစ်တဲ့သတင်းရဲ့ app update တွေကိုကြည့်ကြည့်နေဆိုရင်ကျွန်တော်ရဲ့ Telegram free channel ကို join ထားပေးဖို့တော့လိုအပ်တယ်ကျွန်တော်က Telegram free channel တွေမှာ update သတင်းရဲ့အချက်လက်တွေကိုပါတင်ပေးလေးရှိပါတယ်ဟုတ်ကဲ့ပါဒါကကျွန်တော်သတင်းပိုင်းကသုံးသပ်ပေးသွားတာဖြစ်တဲ့အကယ်လို့ဒါမရှင်းဘူးနီးပညာပိုင်းရတယ်ရောသတင်းပိုင်းရတယ်မရှင်းဘူးဆိုရင်ကျွန်တော်ဒါရဲ့ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ကျွန်တော်ရဲ့ဒါသုံးသပ်ချက်ဗီဒီယိုတွေကကမ္ဘာရွှေထွေးတာတွေအတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်တယ်တကယ်လို့အကျိုးရှိ ရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကို like and share follow subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဒါရအေဂျင့်တဲ့နေ့လေးဖြစ်ပါစေခင်ဗျာ